ါရှင်။နာပြိညာ channel ကနေပြိသက်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရစ်။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလံလေးကတော့ရုံမလွန်တဲ့မိတွေးကိုအညိုတကြီးတက်ပြစ်ပြီးရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တဲ့ကောင်မလေးဆိုတဲ့စိတ်ဝင်စားပွဲတရိအတန်ဝေကရပွဲဖြည့်ရမှန်ဇလံကောင်းလေးကိုလည်းခံစားနားစင်အားပေးကြပါအောင်ရှင်ကျုပ်ကမအူပင်မြို့နယ် ဒါရဘောရဲစခန်းအပိုင်းကြေးရော်လေးတိဝါမှနေတယ်ပဲဆိုပါတော့ကျုပ်ရဲ့မိဘတွေက လေယာတောင်သူတွေတောင်ယာလေခုတ်ဓမခုတ်ကြေးတော်သားတွေဆိုတော့ပညာကိုအစင်းမြင့်အောင်မတင်ခဲ့ရဘူးပေါ့ဗျာတောရဒလေးဆိုတော့လေးတန်းအောင်နေဆိုရင်ပဲပညာရေးစခန်းကပြီးဆုံးနိုင်ပြီလို့ထင်နေကြတာလေးတန်းအောင်နေအစင်းဆိုရင်เจ้าကထွက်ပြီးလေယာကိုင်းကျွန်းနဲ့နဘန်းလုံးကြရတယ်ဆိုပါတော့ ငွေရေးကြေးရေးတက်နိုင်တဲ့သူတွေရဲ့တသမီတွေဆိုရင်မအူပင်မျိုးပေါ်ဆက်ပြီးတော့ပညာသင်ခြင်းသင်ဒါမှမဟုတ်ရင်မိဘတွေထူထောင်ပေးတဲ့ပဲ့ထောင်ဆက်မော်တော်မှာဝင်အလုပ်လုပ်ကြတဲ့လူငယ်တွေလည်းရှိကြတာပေါ့နော်။ကျုပ်ကစေးစရာပညာကိုငယ်စဉ်ကတည်းကဝါသနာပါတာ။စေးတက်ကတူစေးကောလိတ်တို့ဆိုတာကဆယ်တန်းအောင်မှအမှတ်ကောင်းမှတက်ခွင့်ရတာလေ။ဒီတော့ကျုပ်တက်ထားတဲ့အစင်တန်းတွေကဘိန်းတော်စရာပညာကိုပဲသင်ယူနိုင်တာ။ဒါကြောင့်အားရရက်တွေမှာဆိုရင် ကျုပ်တို့အရက်ထေးသားမှာနမဲကြီးဘိန်းတော်စရာတယောက်ရဲ့နောက်ကနေတကောက်ကောက်လိုက်ရင်စီကူးတဲ့အတက်ပညာကိုရအောင်သင်ယူခဲ့တာပေါ့ကျုပ်အရွယ်လေးနည်းနည်းရလာတော့ဆရာရဲ့လက်ထောက်တဦးအဖြစ်နဲ့နယ်လေစီကူးသားရတဲ့ဆရာတဦးဖြစ်လာရည်ဆိုပါတော့ဗျဘိန်းတော်စရာအဖြစ်နဲ့နယ်လေစီကူးရင်ရလာတဲ့အမျက်စုံကတော့စောစောအိမ်တော်ကြရတာပဲအိမ်တော်မှတစ်ဆက်သေးတော့မဟုတ်ဘူးနှစ်ဆက်ဗျပထမဇနီးနဲ့ရတာကမိန်းကလေး ်73နှစ်အရွယ်လောက်ရောက်လာတော့သူ့အမိကဆုံးမသွားတယ်။ကျုပ်တက်တဲ့ဈေးကူတပေးပေမယ့်တင်မင်းကကျုပ်ကိုအနိုင်ယူပြီးကျုံမင်းမကိုတမလွန်ကိုပို့ပြလိုက်တယ်။အဲ့ဒီချိန်မှာကျုပ်ကအရွယ်ကောင်းမရှိသေးတာ။နယ်လေဈေးကူတရီဆရာဆိုတော့မိမမရှာဘူးလို့ပြောရမှာပဲ။ဒုတိယအိမ်တော်ကိုဈေးကူတပေးရင်လည်းရခဲ့တယ်ဆိုပါတော့ကျုပ်ဝက်တက်က30အရွယ်ထက်တည်တည်ပဲစွန်းသေးတာ။ဒီတော့တပင်လဲမူတပင်ထူခဲ့တာမဆန်းပါဘူး။ နောင်ဝိန်တောင်ရဲ့နာမည်ကမရွှေမြားတဲ့ကျုံနဲ့အိမ်အောင်ကြပြီးအေးအေးသန့်ဆိုတဲ့သမီးလေးတယောက်ထက်ရခဲ့တယ်ပထမအိမ်အောင်နဲ့ရတဲ့သမီးလေးကမျက်နှိုးပွင်နဲ့နာမည်လေးကချစ်စရာကောင်းတယ်လို့လူလေးကလည်းအမေတူသမီးဆိုတော့ချောမှချောလှမှလှပေါ့ဗျကုငချင်းကုချင်းနာပြောတာမဟုတ်ဘူးအမှန်ပါအရွယ်ကလေးကလည်းအပြူပေါ်ဝင်စားဆိုတော့ပွင့်သစ္စာပန်းလေးတစ်ပွင့်လိုပါပဲပြောလို့ပြောတာမဟုတ်ပါဘူးသမီးကအမေတူသမီးဆိုတော့ အသားရေကဖွေးဖွေးမျက်လုံးမျက်ခုံးကဆိုရင် သူ့ထက်လာတာတောင်မှသူ့လောက်မလာဘူးလို့ပြောရမှာပဲမျက်နှာပွင့်အရွယ်လေးရောက်လာပြီးတော့သမီးလေးသုံးနှစ်သမီးလောက်လည်းရှိရောမရွှေမြမမီးရက်နဲ့ပတ်သက်ပြီးအရေးပြားမှာအကွက်တွေပေါ်လာလို့ကျုပ်တက်တဲ့ဈေးပညာဈေးမီးတွေနဲ့ကုသပေးရသေးတယ်ဆိုပါတော့တင့်တော်တဲ့စားစေးနဲ့လင်းစေးတွေပေါ်ဆက်ပြီးအချိန်ယူကုသပေးရတယ်ပေါ့ဗျစားစေးကမထောင်းတာပြီးမေလင်းစေးကပဲပဲနေနေလင်းရတာဆိုတော့ ။သမီးအကြီးမျက်နှိုးပွင့်ကိုပဲသူ့မှာရှိတဲ့မိရက်ကွက်တွေကိုစီလိန်ခိုင်းရတာပေါ့။တိတ်မတတ်တာချင်းတော့လက်ဦးစရာမြေထိုက်စွာဆိုသလိုကျုပ်ကိုတင်ပေးတဲ့ဆရာကြီးစီမှာအကူညီတောင်းပြီးမားရွှေများကိုစီလိန်ခိုင်းရတာပေါ့ဗျာ။အေးမိမသားချင်းဆိုတော့စီလိန်ပေးတဲ့နေရာမှာပေပေနေနေလိန်ခိုင်းတာကအကောင်းဆုံးပဲမဟုတ်လား။မိမတွေမှာဖြစ်ပေါ်တတ်တဲ့မိရဲ့ယောဂါဆိုတာအဆန်းတော့အဆန်းသားပဲတအူးမှဓမ္မရာပေါ်တာသိရင် နောက်တဦးမှာအလိုလိုဓမ္မတာဖြစ်တတ်ကြတာမျိုးအခုကြည့်ပါမရွှေမြမှာမိရဲ့ကြောင်ပေါ်လာတဲ့အကွက်တွေကိုစီးလိမ့်ပြီးရင်အရွယ်ရောက်စဖြစ်တဲ့ကျုပ်သမီးမျက်နှိုးပွင့်လေမိရဲ့ပေါ်ချိန်တန်တာနဲ့အကွက်တွေပေါ်လာပြန်တာပဲဒီတော့ကြုတ်တက်တဲ့ဈေးပညာနဲ့ဇနီးရောသမီးပါကုပေးရတယ်ဆိုပါတော့၄ငါ၆လလောက်ရှိလာတော့မရွှေမြရဲ့အကြီးပြားပေါ်ကအကွက်တွေတက်တာလာတယ်ဆိုပေမဲ့မျက်နှိုးပွင့်ကငယ်ရွယ်သူ သွေးပေါ်စားမလို့မပြောတတ်ဘူး တဖြည်းဖြည်းနဲ့ပိုဆိုးလာတယ်လို့ပဲခြေတွေလက်တွေလည်းထုံကျင်လာရကနေအနာတွေပေါက်လာပြန်နေအကွက်တွေကလည်းလက်မောင်းတွေကနေမျက်နှာပေါ်ထိတိုးလာတယ်မျက်ကုံးမွေးလေးတွေတဖြည်းဖြည်းပါလာတယ်ကျိုသမီးမျက်နှိုးပွင့်ကိုကြည့်ပြီးရွာထဲကမိန်းမတွေကမလို့တမာပြောကြသေးတယ်ဗါရဲကျုပ်သမီးမှာအနာကြီးရောဂါဖြစ်နေတာဟဲ့ကြံကြီးစီရဗျကျုပ်တို့အမျိုးမှလည်းဒါမျိုးမရှိခဲ့ဘူးသူ့အမေရဲ့အမျိုးຫນွယ်တွေမှလည်းမရှိခဲ့ဘူး အရွယ်ရောက်စမိန်ကလေးတွေဓမ္မရာပေါ်ချိန်ဆိုတော့မိရကြောင်ဖြစ်လာတာကိုတွေ့သားမမှန်ကျင်တာကြောင့်ဖြစ်လာတာကိုရွာတွေကဝိုင်းပြီးတော့မလို့တမဆွဆွေးကြတယ်လေလူတွေကတိတ်ကြောက်စရာကောင်းတာကိုထက်တိုင်းရင်မနာလိုဖြစ်တတ်တာမျိုးရဲ့မိမချင်းဆိုတော့တစိတ်ကိုတအိတ်လို့ပြောကြတာပေါ့တိတ်တယ်မဟုတ်လားကျုပ်ရဲ့ကြေးရွာနေပင်မှာတော့ကျုပ်ကနမေရပြီးသားဆရာတူပဲမဟုတ်လားကျုပ်ဇနီးနဲ့ကျုပ်သမီးရဲ့ယောဂါကို ကုပေးရတာပြင်းအောင်ပြင်းသေးတယ်။တကယ်ကို ပြင်းအောင်ပြင်းပါသေးတယ်။ကျမကအစကဒီလိုဖြစ်လာလိမ့်မယ်ဆိုတာထင်ကိုမထင်မိဘူး။အချိန်နေအရရက်ကကြီးထွားလာနေတာကို ဟုတ်တယ်လေကျမတို့မျိုးရုံးမှာဒီလိုယောဂါမှာမရှိခဲ့တာ။တချို့ကပြောကြတယ်မိဘရိုးရာနှက်ကို ပူဇော်ပသဖို့မေးရနေရင်ဒီလိုလောက်တတ်တဲ့ဒါကြောင့်ကျမမိဘတွေလက်ထက်ကကိုးခွေခဲ့တဲ့မိယိုးဖလာနှက်ကို ပွဲတင်ပြီးကိုးခဲ့ပါသေးရဲ့ ဒါပေမဲ့မရပါဘူးရှင်။နတ်ကိုင်းနေရှင်ကြီးကွက်တယ်ဆိုရင်လေသူတို့ကိုတေယိုတသိနေလေးလေးစားစားပွဲတင်တောင်းမှန်နေတာပဲဥစ္စာပျောက်ရမှာပေါ့ကျမယောက်ျားကိုဆိုင်ရင်ဆိုတာကလေတကယ်ကိုလူယိုးကြီးမကောင်းတဲ့မိမတွေနဲ့အပျော်ပါလိုက်စားဖို့နေနေတာသာသူ့မှာအင်ဂျင်နဲ့နေရထိုင်ရတဲ့တမားတော်အလုံးမျိုးနောက်ပြီးတော့မအူပင်မျိုးကိုမဖြစ်နိုင်ရင်သာ သူကိုယ်တိုင်တိဥတိဖူးနဲ့စင်းမြစ်တွေကိုလိုက်ဝဲတာ ဖြစ်နိုင်ရင်ဆေးဝယ်ဖို့လူကြုံနဲ့ခိုင်းရင်ခိုင်းဒါမှမဟုတ်ရင် ကျမကိုယ်တိုင်မအူပင်မျိုးပေါ်ကိုဆေးဝယ်သွားရတာမျိုးကမနဲ့မနှောအများကြီးပါပဲကျမနဲ့အိမ်တော်ဘက်ဖြစ်တာက သူ့မသမီးလေးတယောက်နဲ့လောကအလေမှာညနာငယ်နေတဲ့လူတဦးအနေနဲ့ကျမသူ့ကိုယူခဲ့ရတာသူကမိမဆိုရင်တက်ကင်းတယ်ဆိုတာအစကတည်းကသိထားလို့မုတ်ဆိုးဖို့တယောက်ဖြစ်ပေမဲ့လက်ထက်ခဲ့တာပဲစဉ်းစားကြည့်လေကျမတို့မိမသားတွေကအိမ်တော်ပြုတယ်ဆိုတာ တကယ်တော့ကိုဘဝတသက်တာအတွက်အာခုရှာတာမျိုးပဲမဟုတ်လားသူကစေးစရာတူသူကိုခင်မင်လေးစားကြတဲ့သူတွေရွာတိုင်းမှာဒုနယ်တီပေါ်မှာပေါ်များမှများရေပါ နောက်ပြီးတော့ဟိုစကပုံလိုပေါ့နော်ဗားရဲရှင်ဘရင်နဲ့ညာရင်မိဖုရားဖြစ်တဲ့စဉ်းစားကြည့်ပေါ့သူကိုကျမယူလိုက်ရတဲ့အတွက်ဆရာကတော်ဆိုပြီးလူတွေကလေးစားကြမယ်အိမ်တော်ဦးစီးဖြစ်တဲ့ဆရာတအူးကိုခင်မွန်တော်လိုက်ရတာနဲ့ ကျမရဲ့ဘဝရှိရေးကိုတွေးကြည့်မယ်ဆိုရင်အဆင့်ကိုပြေးလို့ဘာလဲသူ့မှာပါတဲ့သမီးမျက်နှိုးပွင့်ကိစ္စလားဒါကဖအေးလုပ်တဲ့လူတယောက်လုံးကျမဘက်မှာပါနေပြီပဲဥစ္စာသူကိုဂျိုးကင်နိုင်ရင်ကလေးအတွက်ထဲ့ပြီးစဉ်းစားစရာမလိုတော့ပါဘူးနော် ကျမကအပြိုစင်တယောက်ပဲဟာသူကမုတ်ဆိုးဘူးဆိုတော့သူသမီးကိစ္စပြောစရာမလိုတော့ဘူးပေါ့ရှင် ခုပဲကြည့်လीမိရဲ့ကြောင့်ဖြစ်တဲ့ကျမရဲ့ကြောတွေပေါင်းတွေမှာမိရဲ့ကွက်တွေပေါ်လာတော့လေ သူပဲဈေးကုပေးခဲ့တာလေဈေးလိမ့်ဖို့ဆိုရင် သူသမီးမျက်နှိုးပွင့်ကို သူပဲအလိမ့်ခန်းခဲ့တာอืมပြောရအောင်မေကျမကိုဈေးလိမ့်ပေးရင်လည်းမျက်နှိုးပွင့်ရဲ့လက်တွေမျက်နှာတွေပေါ်မှာကျမလိုအကွက်တွေ ပေါ်လာတာတွေ့ရတယ်တွေ့တာကိစ္စဆိုတော့ဓမ္မရာပေါ်စားဖြစ်တဲ့မျက်နှိုးပွင့်ကိုကူးဆက်တာပဲနေမှာပေါ့ကိုဆိုင်ရင်ခမပတ်ဆက်မရပဲဇနီးနဲ့သမီးရဲ့ယောဂါကိုကုပေးနေရတာဆေးစရာတအူးရဲ့ဇနီးနဲ့သမီးဖြစ်ရတာ ဒီလိုအချိန်မျိုးမှာအမျက်ပဲပေါ့နော်မကြပါဘူးကျမတို့ရွာမှာကျမရေးဌာနကဟောပြောပွဲ လုပ်မယ်ဆိုတာဒီရလုံးကိုကြီးညာခဲ့တယ်ညပိုင်းမှာကျမရေးပညာပေးဇလံဗီဒီယိုတွေပြကက်ဆက်တိတ်ခွေတွေဖြန့်ပြနေဒီရလုံးလှုပ်လှုပ်ရှားရှားဖြစ်ကုန်နေနောက်တနေ့မနက်ပိုင်းမှာတိန်တယောက်တက်ရမယ်လို့စိန်မှုတွေက ပြောပြကြတယ်ကိုဆိုင်ရင်ကမအားဘူးလေသူကမနက်မိုးလင်းတာနဲ့ဈေးကုထွက်သွားတာ တခါတလေဆိုရင်တညနှညအိတ်သက်တာမျိုးရေမြန်နိုးပွင့်ကလေးကတော့အိမ်မှာထမင်းချက်ပေါ့ဒါနဲ့ကျမလည်းတမီးငယ်ကိုပွေ့ချီပြီးဟောပြောပွဲကိုနားထောင်ခဲ့ရတယ်။ဟောပြောတဲ့အကြောင်းအရာကတော့အနာကြီးယောဂကင်းဝေးရေးအတွက်တည်ကောင်းစရာတွေပါ။နိုင်ငံတော်ကစီမံချက်နဲ့လှုပ်တာဆိုတော့ကြေးရွာလူကြီးတွေက အစဉ်ပြေအောင်စီစဉ်ပေးရတာပေါ့။ကျမရဲ့ပညာပေးဟောပြောပွဲကိုတော့နားထောင်မိတာကျမကိုဖျားမတာပဲလို့ဆိုရမှာပဲရှင်။ ဆရာတွေဆရာမတွေဟောပြောတဲ့အနာကြီးယောဂကြောင့်နားထောင်ကြည့်မိတော့ကျမမှာဖြစ်နေတာတွေနဲ့ဓာတ်ရိုက်သက်ဆိုင်နေပါဘကောလားဂဂနာနာနားထောင်နေကျမမှာအနာကြီးယောဂဖြစ်နေပြီဆိုတာသိကြလေပေါ့ရှင် အစပထမတော့ဆရာတွေဆရာမတွေစီစေးအစေးခံပြီးကုသရမှရှက်လာမိတယ်လူတွေတိမာကိုလည်းမလိုလားဘူးပေါ့တော့မပြတော့ဘူးကိုဆိုင်ရင်ကုရင်ပျောက်သွားမှာပဲလို့အောင်းမေးလိုက်သေးတယ် နောက်ပိုင်းမှာယောဂကို ရှက်လို့ဇေဝကုသမှုမခံယူခဲ့ရင်ကုလတ်အင်ကချုံရင်းပြီးဒုက္ခိတဘဝကိုရောက်မှတည်လဲရတော့ကြောက်သွားပြန်နေ။နောက်ပြီးတော့ဇေဝကုသမှုတို့ငွေကြေးကုန်ကြစရာမလိုဘူးပေါ့။နိုင်ငံတော်အစိုးရကအခမဲ့ကုသပေးမှာတဲ့။အခခွင့်တင်တော့ကုလိုက်မှပဲဆိုပြီးစိတ်ကူးပေါက်တာနဲ့ဇေယမကို တိုးတိုးတိတ်တိတ်တွားပြခဲ့ရတယ်။ရှင့်မှာအနာကြီးယောဂဖြစ်နေတာသိကြတယ်။ လူမတိစေချင်ရင်လေလူမတိအောင်ကုသပေးလို့ရပါတယ်ဖြစ်နေတာကြားပြီလားဆီယာမကကျမခန္ဓာကိုယ်ပေါ်ကအကွက်တွေကိုပင်အလေးနဲ့စမ်းသပ်ကြည့်ပြီးပြောပြတယ်ကုဆိုင်ရင်ဆေးဝါးတွေနဲ့ကုပေးနေတာမတတ်တာလေတော့ဆီယာမကိုအကြောင်းဆုံးရှင်းပြပြီးဒူဒူဒိတ်ဒိတ်နဲ့ဆေးကုသလိုက်တာကုတော့ကျမမှာအနာကြီးယောဂါလုံးဝကင်းစင်သွားပြီလေဆီယာမကကျမရဲ့မိသားစုတွေစေးစစ်ဖို့အတွက်အင်ကိုလာခြင်းမိမဲ့ကျမကလူတွေတိသွားမှရင် ကိုစန်းရဲ့ရဲ့ဈေးပညာတွေအတင်းအမြင်သေးသွားမှရေးကြောင်းဆီယာမကိုအင်အလာမခံခဲ့ပါဘူးဒီယောဂာနဲ့တန်တရားဖြစ်တဲ့လူမရှိတဲ့အကြောင်းနဲ့ရှိခဲ့ရင်လေဆီယာမစီလာပြမယ့်အကြောင်းပြောပြတော့မှဆီယာမကအိမ်လိုက်မလာတော့ဘူးဒီနေရာမှာ ကျမပြောစရာရှိပါတယ်ကျမမှာဒီအနာကြီးယောဂာပျောက်သွားပြီမေမျက်နှိုးပွင့်မှာတော့တဖြည်းဖြည်းနဲ့ပိုဆိုးလာတယ်ကျမလည်းမတတ်နိုင်ဘူးလေသူ့ထိုင်တဲ့သူ့ကံပေါ့ကျမဒီယောဂာဖြစ်တာကို ပဝင်းကျင်ကအတိမခံကျင်တာမြန်နိုးပွင့်ကိုဆီယာမကမြင်တွေ့သွားရင်တဆွေတမျိုးလုံးဒီယောဂါဖြစ်တယ်ဆိုပြီးအပြောခံရမှာစိုးလို့ရင်ကုန်နှုတ်ပိတ်နေလိုက်ကြတာစမတကူကောင်းဆန်တာတော့မဟုတ်ပါဘူးမိသားစုအရေးကို တွေးပြီးအကောင်းဆုံးစီစဉ်လိုက်တာပဲမြန်နိုးပွင့်ကိုတော့သူ့ထိုင်းနဲ့သူ့ကံပေါ့သူ့မှာဝကြွေးကြောင်းဒီယောဂါဖြစ်လာရတာဘယ်တတ်နိုင်မှာလဲမဟုတ်ဘူးလားအမရွှေမြောက်ကို စေးလိမ့်ပေးရကမြန်နိုးပွင့်မှာ သူ့လိုအကွက်တွေပေါ်လာတယ်။ခြေတွေလက်တွေကလည်းထုံကျင်ကြိုက်ခဲလာတယ်။နောက်ပြီးတော့မြန်နိုးပွင့်ကမိဖို့ကြောင့်ကိစ္စမှန်သမျှတာဝန်ယူလောက်ကန်ရတာဆိုတော့လက်ချောင်းလေးတွေမှာအပူလောင်ရာကနေအနာတွေဖြစ်လာလိုက်တာမပြောပါနဲ့တော့ရှင်။အဖေကမြန်နိုးပွင့်ရဲ့အနာတွေအတွက်စီးကုပေးတယ်လေ။အကွက်တွေပေါ်လာတာကိုလည်းပျောက်အောင်သူကုပေးနေတာဆိုတော့မြန်နိုးပွင့်လည်းဒီအတိုင်းနေလိုက်တာပဲ။တဖြည်းဖြည်းနဲ့မြန်နိုးပွင့်လက်ချောင်းလေးတွေအနာပေါက်ယုံနေမကတော့ အဖေကထုံနေတဲ့လက်ချောင်းတွေကိုစုံနဲ့ပေါက်ကူပေးရကနေလက်ချောင်းလေးတွေကွေးလာတယ်။မျက်နှာမှာလည်းထူအန်အန်ကြီးဖြစ်လာတယ်။မျက်ခုံးမွေးတွေလည်းတဖြည်းဖြည်းပါလာပြီးနှက်ခေါင်းရိုးလည်းချိန်ဝင်သွားလိုက်တာ။မျက်နှုတ်ပွင့်ကျိတ်ပြီးတော့မျက်ရည်ကျခဲ့ရတဲ့ချက်တွေမနှဲမနှောပါပဲ။တနခါလိန်တိုင်းကျမရဲ့မျက်နှာကိုလက်နဲ့ထိလိုက်တိုင်းဘလို့ရောဂါဝေဒနာဆိုးတွေဖြစ်ရတယ်လေလို့စိတ်ဆင်းရဲကိုစင်ရဲဖြစ်ခဲ့ရတယ်။ပဝင်းကျင်လူတွေကလည်းကျမကိုကြည့်ပြီး မကြနိုးနာနေတီတိုတီတိုတဖန်ပိုထိုးလာကြတော့မြန်နိုးပွင့်ရှက်လာတာပေါ့ဟဲ့မြန်နိုးပွင့်ဒိုးကစေတနာနဲ့ပြောတာနော်ညီအဖေစေးကုပေးတာလဲကုပေးတာပေါ့ဒိုးရွာကိုလာလာနေတဲ့တားဖွားစရာမလေးကိုလည်းပြကြည့်ပါအောင် သူတို့ပြောတဲ့ယောဂလည်းဖြစ်နေအောင်မယ်မြန်နိုးပွင့်အခြေအနေကိုအကဲခတ်ကြည့်နေကြတဲ့အပေါင်းသင်းတွေကပြောကြတယ်သူတို့ပြောစကားတွေစဉ်းစားကြည့်တော့ဟုတ်တယ်လေအဖေရဲ့စေးမီးတို့တွေကတက်မှမတက်တာတော့ တကူးတကတော့မဟုတ်ပါဘူးဆီယာမာလေးရွာဘက်ကိုကာကွယ်ဆေးထိုးရင်းလာတဲ့အခိုက်မှာတခြားမိတ်ဆွေတို့ကိုလက်တို့ခေါ်ခိုင်းပြီးအခြေအနေကိုပြရတာပေါ့ရှင်ဟဲခလေးမရေညီဘသူတမီလေဟမ်ကိုကိုကိုဒီအခြေအနေရောက်ဘလို့မြဖုံးခွေထားရတာလေကွယ်ဆီယာမာတို့ကျမ်းမာရေးဌာနကဒီလိုယောဂမျိုးတွေကို2003ခုနှစ်မှာဒတိုင်းတပြေလုံးကင်းစင်ပျောက်ကင်းသွားအောင် ရှာဖွေပြီးတော့အခမဲ့ကုသပေးနေတာမသိဘူးလား ဒီလောက်ထိမပြဘဲနေခဲ့တာအံ့ရောဟဲ့ဆီယမကမျက်နှိုးပွင့်ကိုကြည့်ပြီးမချစ်တင်ခဲ့ပြောနေလေမျက်နှိုးပွင့်ကလည်းအခြေအနေအလုံးကိုတင်ပြလိုက်တဲ့အဖေဘိန်းတော်ဆရာနဲ့ကုနေရဲအမရွှေမြဒီလိုဖြစ်ရကအဖေဈေးကုပေးတာနဲ့ပျောက်သွားတဲ့အကြောင်းကိုပေါ့ဒီတော့ဆီယမကမျက်လုံးပြူမျက်စံပြူဖြစ်ပြီးအော်ညီကဥဆိုင်ရဲ့ဒေါ်ရွှေမြရဲ့သမီးကို ဖြစ်မှဖြစ်ရလေကလေးမရဲ့ဒေါ်ရွှေမြယောဂပျောက်သွားတာ ညီဖေဥဆိုင်ရင်ကုပေးလို့မဟုတ်ဘူးကွ။ဆီယာမစီလာပြလို့နောက်ဆုံးပေါ်ဈေးပေါင်းစုဖြစ်တဲ့ MDT ဈေးနဲ့ဆီယာမကိုယ်တိုင်ကုပေးလို့ပျောက်သွားတာ။ဆီယာမရဲ့စကားကြောင့်မျက်နှာပွင့်အံ့ဩတော်ရတယ်။အမရွှေမြကသူ့ကြတော့ဆီယာမနဲ့ယောဂပြအောင်ဈေးကုပြီးကျမကိုကြတော့ဘာကြောင့်ဆီယာမစီကိုဈေးကုမခိုင်းရတာလဲ။မြန်နိုးပွင့်အမရွှေမြရဲ့စိတ်ဓာတ်ကိုတိလိုက်ရပြီ။ဒါကြောင့်အန်ကိုတင်းတင်းကြိတ်ပြီ။ဆီယာမရဲ့ အမရွှေများကမျက်နှိုးပွင့်ရင် အမေရင်းမှမဟုတ်တာ။ "तू ကကျမရဲ့မိရွေးပါ။မျက်နှိုးပွင့်ရင်နာနာနဲ့ပြောလိုက်မိတယ်။ဆရာမကတော့ကျမရဲ့စကားကြောင့်ဘာမှမပြောတော့ဘဲကျမကိုစိုက်ကြည့်ပြီး အတွေ့အနေချဲ့နေရန်တူပါ၏။နောက်ပြီးမှမကြည့်တင်ခဲ့လေးတန်းမျိုးနဲ့ဖြစ်မှဖြစ်ရလေမျက်နှိုးပွင့်ရဲ့။ဆရာမစိတ်မကောင်းပါဘူး။ဒါပေမဲ့စိတ်အားမငယ်ပါနဲ့။အခြေအနေမနှောင့်သေးပါဘူး။မျက်နှိုးပွင့်ယောဂကိုဆရာမပြောက်အောင်ကုပေးမယ်။စိတ်ချမ်းချမ်းသာသာနေနော် ဆီယာမရဲ့စကားကအားငယ်နေတဲ့လူတအုပ်တွေတော့အားတက်စရာပါဒါပေမဲ့ဆီယာမရဲ့အားပေးစကားကမြန်နိုးပွင့်ရဲ့စိတ်ဆွမ်းရင်ကိုဖြည့်သိမ့်ဆွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပါဘူးမြန်နိုးပွင့်ရင်ထဲမှာအမရွှေမြပေါ်မှာနာကြီးချက်ဒေါသစိတ်တွေနဲ့ပဲလွှမ်းမိုးနေတော့တာပဲစဉ်းစားကြည့်ကြပါဦးရှင်ဒီယောဂကို သူစီကမြန်နိုးပွင့်ရခဲ့တာပါ သူစီကနေတဆင့်ကူးဆက်ခံရတာပါဒီယောဂကြောင့်မြန်နိုးပွင့်ရဲ့ဘဝလေးဟာအမောင်ကျသွားရပြီ ရှေ့ဆန်လျှောက်ရမယ်မြန်နိုးပွင့်ရဲ့ဘဝလမ်းဟာစံတဝါဝါလျှောက်လန်းရမယ်အခြေအနေပါမိန်းကလေးဆိုတာအလဘကိုမမောတယ်လို့ကိုယ်တိုင်လဲလှကျင်ပကျင်နဲ့အဋ္ဌိယနှွယ်ဝင်တွေပါနောက်ပြီးတော့မိန်းကလေးဆိုတာအစင်းယူပကားရှိမှဂုံတင့်တတ်တာမျိုးပဲမိမသားတဦးရဲ့ဘဝဟာရုပ်အစင်းတင့်တယ်ချင်းချိုရင့်သွားပြီဆိုရင်တော့လူဘဝနေပေတဲ့မှာဆက်နေဖို့မကောင်းတော့တဲ့အခြေအနေမျိုးပါခုတော့မြန်နိုးပွင့်မှာအမေကအမွေပေးခဲ့တဲ့ ရုပ်ရည်အစဉ်လှပခြင်းချောမောခြင်းဆိုတဲ့အင်တာရက်တွေရောက်အမရွှေများကြောင့်ပျက်စီးဆုံးရှုံးခဲ့ရပြီသူပေးတဲ့အမွေစိုးကိုဘာကြောင့်များကင်းရှင်းပပျောက်သွားအောင်ကုသမပေးခြင်းရတာလဲလို့လက်ညှိုးငေါငေါထိုးပြီးမေးဆန်ကြည့်လိုက်ခြင်းမာရီဒါဟာမိရွေးဆိုတဲ့အကျဉ်းစိုးကြောင့်မျက်နှိုးပွင့်ကိုအနိုင်ကျင့်ခဲ့တာပဲဆရာမရဲ့မျက်နှိုးပွင့်ကိုဒီယောဂစိုးကနေပျောက်ကင်းသွားအောင်ကုသပေးမယ်ဆိုလို့ဂျေဇူးအထူးတင်ပါရီ အားလဲကိုးပါတယ်။ဒါပေမဲ့ရုပ်ပြက်ဆင်းပြက်ဖြစ်ခဲ့ရတဲ့မြန်နိုးပွင့်ရဲ့မျက်နှာအလှပတွေ၊ကွေးကောက်တိုးပြက်နေတဲ့လက်ချောင်းလေးတွေအကောင်ပကတိအတိုင်းပြန်ပြစ်လာနိုင်တော့မှမဟုတ်တော့ဘူးနော်။မြန်နိုးပွင့်ကထိမ့်သိမ့်ထားနိုင်စွာမရှိတော့ပေ။မျက်ရည်မိုးတွေသွန်းဖြိုးရွာချရင် ပြောလိုက်မိတယ်။ဆရာမရဲ့မျက်နှာမှာတော့အကျဉ်းနာနဲ့အကြည်မျိုး၊ယူကျုံမရတဲ့စိတ်ဝေဒနာခံစားမှုမျိုး၊မိမသားချင်းကိုချင်းစာနာစေထားရှိတဲ့အဖြစ်မျိုးနဲ့ကြည်နေလေရဲ့ ဆရာမရဲ့အကြီးကိုကျမခံနိုင်ရေမရှိတော့ပါဘူးရှင်။ဆရာမရဲ့မျှဝေခံစားနေတဲ့အကြီးမျိုးအောက်ကမြန်နိုးပွင်ပြေးထွက်လာမိခဲ့တယ်ရှင်။ခုတော့မြန်နိုးပွင်စိတ်ဖြစ်ရာရခဲ့ပြီ။မြန်နိုးပွင်လှုပ်ချင်တာကိုလည်းလှုပ်ခဲ့ရပြီ။ရှေ့ဆက်လှုပ်ဖို့ရာကိုလည်းတာဝန်ဝေတရားမပြတ်ဆက်လုံမယ်ဆိုတော့တန်ဋိဌံချပြီးသားပါ။ရှေ့ဆက်ပြီးတွေ့ရမယ့်ဘဝလမ်းကိုစံတော်ဝါဝါမလျှောက်လို့တော့ဘူး။ဝေကျွေးဆိုတာရှိခဲ့ရင်လေ ဒီဘဝဒီမြတာပဲရှိပါစေတော့လို့မြတ်ဗုဒ္ဓထံပါမှာဝေထွားဆူတောင်းလိုက်ပါ၏ဟုတ်တယ်မြနိုးပွင့်ဘာကုံမမခင်တွေ့တော့ဘူးမီးလိုပူလောင်တဲ့တန်ရောစင်နောင်ကျိုးဆိုတာမျိုးကိုလည်းမခင်တွေ့ကျင်တော့ဘူးဒီတန်ရောစင်နောင်ကျိုးကိုလက်ထဲမှာကင်ထားတဲ့သွေးစွန်းနေတဲ့ဓာတ်နဲ့ဖြတ်တောက်ပြက်လိုက်ပြီမြနိုးပွင့်ရဲ့ခြေရင်းမှာတော့အမရွှေများတယောက်သွေးရိုက်ထဲမှာဝေဆင်းလဲမောက်လို့အသက်ပြောင်းနေပြီပဲဟာ လင်သားကိုသာအကျဉ်းသာထားတော့ငါလေပါလာတဲ့သားသမီးကိုတော့မခင်တွေမိတွေးဆိုတွေစိတ်ရိုင်းနဲ့တစ္ဆာမြင့်တာတွေပြက်ပြဲတဲ့ပိုးဝင်လာတဲ့အမရွှေများဟာမြန်နိုးပွင့်ဘဝကိုဖျက်ဆီးပစ်ခဲ့တဲ့သူဒီလိုလူမဆန်တဲ့မိမယိုင်းတယောက်ဟာအဖေနဲ့ဓာဝရအတွက်လက်တွဲမနေထိုင်ဘူးဆိုတဲ့အသည့်ကြောင့်ဒီလိုလုံလိုက်မိတာပဲလောကကြီးမှာကိုအလုတ်ချင်းဆုံးတော့အလုတ်ကိုလုတ်ပြီးဘာမဆိုရင်ဆိုင်ဖို့ရအသည့်အနေထားမှာရောက်ပြီလို့ကျမစိတ်ထဲမှာထင်ထားခဲ့တယ် ခုဆိုရင်မြန်နိုးပွင့်ဟာလူတက်မှုဆိုတဲ့တရားဥပဒေကိုချိုးဖောက်ခဲ့တဲ့လူသားတဦးပါ သူတပားရဲ့အသက်ကိုအသေးတက်ခဲ့တဲ့မြန်နိုးပွင့်တရားဥပဒေကိုရင်ဆိုင်ဖို့ရောဝမလေးတော့ပါဘူးမြန်နိုးပွင့်တို့နေတဲ့ရွာနဲ့ဘာမှမဝေးတဲ့တရဘော့ကြီးရွာမှာနိုင်ငံတော်ကထားရှိခဲ့တဲ့ရဲစခန်းတစ်ခုရှိတယ်ဟိုတုန်းကရဲစခန်းဆိုတာမြန်နိုးပွင့်တို့လိုရိုးသားတဲ့တောသူတောင်သားတွေအနေနဲ့ဘာမှမသက်ဆိုင်ခဲ့ပေမဲ့ဥပဒေကိုချိုးဖောက်မိရင်တော့ ရင်ဆိုင်ရမှာပေါ့တရားဥပဒေစိုးမိုးရေးနဲ့ရဲရွာအေးချမ်းသာယာရေးကိုထမ်းရွက်နေတဲ့ရဲတပ်ဖွဲ့ကိုလည်းဒုက္ခမပေးချင်ပါဘူးကိုလုတ်ခဲတဲ့ပြစ်မှုအတွက်တာဝန်တည်တည်နဲ့သစ္စာရှိရှိအဖမ်းခံလိုက်ခြင်းဟာကျမအတွက်နောက်ဆုံးရလက်တစ်ခုဆိုတာနားလည်လိုက်ပါရီမြန်နိုးပွင့်ရဲ့ရင်ထဲမှာတင်းကျပ်တဲ့ခံစားမှုကြောင့်ယခုလိုလုံးလိုက်ရခြင်းကို ခွင်းလွတ်နားလည်ပေးစီခြင်းပါရီလက်ထဲမှာသွေးစွန်းနေတဲ့ဒါခါသီးတဲ့လုံရက်တစ်ခုကို ပြုတ်လုကျူးလွန်ခဲ့မိတဲ့မျက်နှိုးပွင့်တယောက်တာတဘောရဲစခန်းကိုရဲရဲကြီးရှောင်လန်းရင် အပန်းခံလိုက်ပါတော့မေအမှန်ကန်ဆုံးလမ်းမှုဘလောက်ပဲခက်တီရောကြမ်းတမ်းတဲ့ဘဝလမ်းကိုရှောက်ရပါစေမျက်နှိုးပွင့်ကြည်ကြည်နက်နက်ကြီးရင်ဆိုင်ပါတော့မေရှင်တခုတော့စူတောင်းလိုက်ချင်ပါ၏အညိုးရှိရင်လည်းပြေးပါစေအဆိုးရှိရင်လည်းကြေးပါစေလို့အားလုံးကိုမြတ်တာထားလျက် ။စာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါရီ။ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရီရှင်။နာစင်အားပေးခဲ့ကြတဲ့တဲဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့တင်ဆက်သူမဆန်နာပဲဖြစ်ပါတယ်ရှင်။